တာကြီးရဲ့ဟိုတူလေးရဲ့တာကြီးညမရဲ့ရောင်းမပေါ့နော်သူတမိသားစုလုံးကအဲ့ဒီမှာသူတို့ဘယ်လိုဟောမြေကျွန်သွားတာလေဒီလေးတက်ရှိတာသူတို့အောက်ဆုံးတက်တစ်ထပ်လုံးကျွန်သွားပြီးတော့အဲ့ဒီအကုံလုံးပေါ့ဟွာသူအကုံလုံးပါသွားပေါ့နော်မတစ်ထပ်ကအောင်ပါလေတုံးထက်လည်းကြံခဲ့တာအခုအဲ့ဒီဟိုက9ရက်မြောက်နေ့မှာမှာ dead body ဖော်လို့ရပါဖော်တဲ့အခါမှာ ဲ့ဒီဟိုမိသားစုအဲ့ကောက်မလေးကလေထွက်ပြေးတဲ့မလွတ်တာအပြင်သားရောက်ခံနေပြီတဲ့မမိတာတိမ်မဲ့ကံကြမ္မာပါတော့အဲ့လိုမျိုးတန်းကြီးကပြီးပြီးတော့အဲ့ဟာကိုအမေဆိုတဲ့ဟာနဲ့အကုံလုံးကိုဖတ်ထားအဲ့လိုမျိုးညာလေးရတဲ့မိနေတဲ့တော့တို့ရမှာ။ဟောဒီကမှ၄ရက်။အဲ့ဒီမှာအထုံပါမှာဆိုလို့ဟိုဘက်မိသားစုလေးရဒီခလေးရဟိုဖမောကတက်တက်စီလေးခွဲပြီးတော့တရနဲ့ကုန်တင်ပေးရပေါ့ နောက်ဘဝတွေမှာဒီလိုမျိုးအထုံအေးစက်မပအောင်ပေါ့အဲ့လိုလေးလုပ်ပြီးပါဆိုအဲ့လိုလေတာကြီးလဲဓာတ်ပုံလေးခလီဓာတ်ပုံလေးတွေယူလာတယ်ယူလာပြီးတော့ဒီတာကြီးတို့ဆရာတော်နဲ့လေတေးသေးချာချာလေးစွန့်ကပ်ပြီးတော့လုပ်ပြီးမှာအော်စာပြင်မနာပဲပေါ့အဓိကတော့အဲ့ကိုသားကြီးရဲ့ဟိုတူလေးရဲ့တာကြီးညမရဲ့ရောင်းမပေါ့နော်သူသမီးသားစုလုံးက အဲ့ဒီမှာသူတို့ဘယ်လိုဟောမြည်ကျွန်သွားလေဒီလေးတက်ရှိတာသူတို့အောက်ဆုံးတက်တစ်ထပ်လုံးကျွန်သွားပြီးတော့အဲ့ဒီအကုံလုံးပေါ့ဟွာဘယ်လိုအကုံလုံးပါသွားပါတော့အဲ့ဒီဘက်ကိုသွားရင်းနဲ့အဲ့ဒီပြင်မနာဘက်မှာရှိရဲ့ဘုံကြီးကျမှာပေါ့ဘုံကြီးကျမှာဟိုမှာအဲ့ဘုံကြီးကအဲ့ဒီမှာငလင်းသေးတဲ့တင့်တဲ့သူတွေကိုအကုန်လုံးသူ့ကြောင်းလဲငလင်းတန်တင့်တာပြီးတော့အမိုးတွေပါပဲရှိဘူးအကာရဲ့အကုန်လုံးပြက်စီရဲ့ဒါပေမဲ့လူသေးပြမရှိသူအဲ့ထဲမှာ ခေါ်ပြီးတော့ဟာဖက်ထားတာဆိုတော့အဲ့ဒီမိသားစုဝင်တို့ဒါကြီးအာမိသားစုပါသွားတဲ့လူတွေကိုအဲ့လိုပေါ့နှစ်သိန်းလူရဲ့အုံဘုန်းကြီးเจ้าကိုတော့ဘုန်းကြီးเจ้าကိုသုံးသိန်းလူရဲ့နောက်ပြီးတော့ဆန်ကအဲ့လိုတိတ်ဆန်တိတ်ရဲ့နောက်ချက်ဦးကကျောအလုံး300လောက်ရှိမယ်ပေါ့နော်အဲ့ဒါရဲ့နောက်ပြီးတော့ C ရဲ့ C ကအချိန်15လောက်ရှိရယ်အာလှူလိုက်နောက်ရေတွေရောလေဒီတန်းတွေရောလှူလိုက်တယ်အဲ့တော့ဘုန်းကြီးကအဲ့ဒီ ဒုက္ခတဲ့လေးကိုချက်ကျွေးနေရအောင်ဟုတ်တယ်အဲတကယ်တော့အဲ့တော့လေဟိုကိုသားကြီးရဲ့တူလေးဆို10နှစ်ပဲရှိသေးတယ်အဲ့ဟိုဘက်ကဟိုညီမလေးဟိုဥစားရောင်းမှမိသားစုဆိုလဲရှင်လေသူတို့ကကောင်မလေးကဟိုကဟိုဥစားအဲ့အကြီးကောင်မလေးက12တန်းစနေရသူတို့မိဘတွေရင်ကျိုးတာပဲပါ72တန်းကိုဖြည့်ပြီးတော့သူကအပြလာအကောင်မလေးကအရန်စာတော့အော်ဒီရဲ့ ဆိုတော့အဲ့လိုမျိုးအဲ့ဒါရဲ့နောက်ကလေးမလေးတယောက်ခုနှစ်တန်းနောက်တယောက်ကကျတော့အဲ့ဒီကုသားကြီးမိလေးနဲ့ရွယ်တူရတာသူတို့ရဲ့အထုံတွေဘလောက်ပါလဲဆိုရင်အဲ့ကလေးအဲ့မိသားစုနဲ့အဲ့ကလေးနဲ့ရတာအဲ့ကလေးကလည်းသူ့အဖေဖုန်းကြီးဝတ်မယ်ဆိုတော့အဲ့ဒါသူကဟိုဘက်အိမ်မှာအဖိုးအိမ်မှာနေရနေတက်ခေါ်လာပြီးတော့သူ့မိရသူ့သမီးနဲ့အဲ့ဟိုဟာနဲ့ခေါ်ပြီးတော့အလုသွားတယ်အဲ့ဒါအလုသွားတယ်ပြီးတော့သူ့အဖွားကလည်းအဲ့အဲ့အဲ့ကိုသားကြီးမိရဲ့အဖွားပေါ့ဟိုဘက်ကအဖွားပေါ့နော်အဲ့အဖွားကလည်းလေဟွာတဲ့ အကြော်ကြော်ဘိုးတဲ့ကျက်တော်နီလှီခိုင်းမလို့ခလေးကိုခေါ်လိုက်အဲ့လိုခေါ်လိုက်လဲလွတ်သွားမှာသိလားအဲ့ဒါအဲ့တဲ့ခေါ်မလို့အေးနောက်ပါငါမြည်လေးတနာပါတယ်ပေါ့သူကသူစော့နေပါစေဆိုပြီးတော့အဲ့ဒါအဲ့ဒါဟိုဘက်အိမ်ရလဲလေဟဲတဲ့တားလေးတဲ့လားတဲ့ဟိုကဗာလဲငါတေးအတိတုတ်စားကြမယ်ဆိုအဟုတ်ကဲ့ဆိုသွားတာအဲ့မှာသူ့ညမဝင်းကလေးတယောက်နေရရောက်နေတာအဲ့ဒါအဲ့ကောင်မလေးကအဲ့ချောင်းနဲ့တမီလေးကအဲ့မှာပကတ်စီးနေတာ အခက်ကြီးနေဆိုတော့ဒီဘက်ကိုရောက်လာတယ်ဒီဘက်ကိုသူကရောက်လာပြီးတော့အဲ့ဒီချိန်မှာဒီဘက်ကလည်းအဲ့တူလေးတယောက်ကအဲ့ရောက်နေတာအဲ့တူလေးကသူတို့တရေတီးတုပ်စားမယ်ဆိုပြီးတော့အဲ့ရာသူကလေငပိထွက်ဖို့တာခဏလေးပဲဝုန်းဆိုပြီးတော့လေဟာဖဲလိုက်တဲ့အချိန်မှာအားလေသူကလွတ်သွားတယ်ဟိုကလေးဒီပါသွားတာပေါ့အဲ့လိုမျိုးအကုန်လုံးပါသွားတဲ့အချိန်မှာအခုအဲ့ဒီဟိုက9ရက်မြောက်နေ့မှာမှ dead body ဖော်လို့ရပါဖော်တဲ့အခါမှာ အဲ့ဒီဟိုမိသားစုအဲ့ကောင်မလေးကလေထွက်ပြေးတဲ့မလွတ်တာအပြင်းသားရောက်ခံနေပြီတဲ့မလွတ်တာအဲ့လိုထွက်ပြေးတဲ့အချိန်မှာလေကလေးတွေအကုန်လုံးလေအုပ်ထားသူလားဟာအုပ်ထားတာအုပ်ထားပြီးတော့လေအဲ့အဲ့အဲ့မိသားစုကရုပ်ပြတ်တဲ့ရုပ်တော်တော်ပြတ်သွားတယ်လေသိလားတိုက်ရလေအဲ့ Facebook တွေဘာမှတက်လာရင်လေအဲ့သူများတွေအဲ့လိုပိတ်မိနေတယ်မြင်ရကဲအဲ့ IG တိုင်းမှာငုံငုံငုံအဲ့အဲ့ကလေးတွေလေဘွားနေပြီးတော့ဖုန်းဆက်တော်လေးတိုက်ရ ကိုသမီးရွယ်သူလေးလေးအဲ့ကလေးလေး၆နှစ်သမီးလေးပါသွားရဲဆိုမှတိုင်းလေးဘလို့မှမခိုင်အဲ့မှာသူတို့ကလာပြီးတော့နှုတ်ဆက်တယ်တိလားမာကြီးရဲ့အဲ့အဲ့အဲ့မိသားစုလိုက်ပါသွားတဲ့ကလေးလေးအကောင်လေးရလေရွယ်ဟိုဟာပဲ30ကျော်လောက်ပဲရှိသေးရလေမာကြီးရဲ့သူကဒီလိုပဲဒီလိုပဲပြုံးပြုံးလေးနေရပဲเนาะအဲ့ဒါပေမဲ့သူ့မျက်လုံးကအငိုမျက်လုံးလေးအေးမောင်လေးအဲဟိုဟာတားရတဲ့နင်းလေးခိုင်ရဲ့အမျိုးသားပါ အော်အီသားလေးဆိုပြီးတော့ပြောပြကြောင်ပြတော့ဘာမပြောနိုင်နောက်မှလည်းဟဲ့သူမိသားစုကုန်ပါวะပဲဟဲ့အဲ့ဒါဆိုသားတွေ့လားပေါ့ဆိုသူကမေးရှင်ကတွေ့ရတဲ့တမကြီးရဲ့ရဲ့ရိုးအဲ့လိုမျိုးပေါ့လေသူတို့ကထွက်ပြေးလာထွက်ပြေးလိုက်ပြီးမမိတာတိမ်မဲ့ကန်ချင်မှပါတော့အဲ့လိုမျိုးတန်းကြီးကပြီးပြီးတော့အဲ့ဟာကိုအမေဆိုတဲ့ဟာနဲ့အကုန်လုံးဖတ်ထားအဲ့လိုမျိုးညနေနေတယ်နေနေတယ်တော့ဘယ်ရအောင်ပေါ့ ဒီထဲမှာ၄ယောက်ယောက်ပေးပြည်တယ်ဆိုအဲ့ဖုံဖုံကအဲ့အဲ့တိုင်းတို့သွားတဲ့အချိန်မှမှ तू ကပေါ်လိုက်တယ်ဆိုတော့အဲ့လိုမျိုးပေါ့နောက်ဘဝကိုအဲ့6ယောက်6ယောက်ပေါ့နောက်အဲ့ဟို9ယောက်အရင်ရတာဟိုကလေးပက်ကက်စီးရဲ့ကလေးလေးရလေအငယ်ဆုံးလေးကမတွေ့ဘူးမတွေ့သေးဘူးတိလားတိုင်းတို့ဟိုဘက်မှာလေဟိုစာဖုံဖုံเจ้าကိုလှူတဲ့အချိန်ကြတော့မှ တွေ့ပြီဆိုလို့အဲ့မှာအဲ့ကလေးကိုတော့ခေါ်အဲ့ကလေးရဲ့အမေကလည်းအဲ့လိုကြောင်ကြောင်လေးဖြစ်နေတာအဲ့ဒီမှာအထုံပါမှာဆိုလို့ဟိုဘက်မိသားစုလေးရဲ့ဒီကလေးရဲ့ဟိုဖုံဖုံကတက်တက်စီလေးခွဲပြီးတော့တရဏဂုံတင်ပေးရပေါ့တက်တက်စီလေးခွဲတရဏဂုံတင်ပြီးရခါကြတော့ တိုင်တို့ဆရာပြောလေဟိုဒီခလေးလေးရဲ့ဓာတ်ပုံလေးကိုအေးချာလို့ပေါ့ထေကြီးဝါကြီးဟိုဆရာတော်ကြီးရေနဲ့ဟိုကပထန်းလေးရွတ်ပြီးတော့နောက်ဘဝတွေမှာဒီလိုမျိုးအထုပ်အေးစက်မပအောင်ပေါ့အဲ့လိုလေးလုပ်ပြီးပါဆိုအဲ့လိုလေတိုင်ကြီးလည်းဓာတ်ပုံလေးခလေးဓာတ်ပုံလေးတွေယူလာတယ်ယူလာပြီးတော့ဒီတိုင်တို့ဆရာတော်နဲ့လေတေးသေးချာချာလေးဆုံးကပ်ပြီးတော့လုပ်ပြီးပါ ဒီဗမာပြည်တပြည်လုံးမှာရှိတဲ့ဒုက္ခရောက်နေတဲ့သူတွေအကုန်လုံးတိုင်းရဲ့ဆွေမျိုးတွေပဲလေဟုတ်တယ်မလားတိတ်ဘွားတော်ခဲ့တဲ့ဆွေမျိုးတွေပဲအဲ့ဒီအတွက်တိုင်းတို့လည်းဖျားရှိပိုတိုင်းအဲမေတ္တာပို့ရဲ့အမျှဝေတယ်ဆုတောင်းတယ်နော်အဲ့တော့ဟိုဘယ်လိုခေါ်မလဲဆိုတော့အားလုံးအားလုံးပေါ့ဖြစ်ပြီးတာဖြစ်ပြီးသွားပြီအဲ့လိုနှစ်မိနစ်အတွင်းလေနှစ်မိနစ်အတွင်းဖြစ်ပြီးသွားပြီဆိုတဲ့အတွက်အော်စာကောင်းကောင်းတာတွေပဲ တာကြီးတို့တွေဆက်လုပ်ကြမယ်လေအဲ့တော့အားလုံးဟိုအတင်းထားပါ အတင်းထားပါဟိုဘာပဲပြောပြောပေါ့လေဟိုဒီလိုမျိုးဖြစ်သွားတဲ့သူတွေအတွက်နောက်ွယ်ကနေကိုတွေကကောင်းမှုကုသိုလ်တွေဆက်ပြီးလုပ်ရမယ်ကောင်းတာတွေလုပ်ဖို့အသက်ရှင်နေတယ်ယူဆပြီးတော့အားလုံးအတင်းပြီးတော့ဆက်ပြီးကောင်းတာတွေပဲလုပ်ပြီးသွားကြပါလို့အာတာကြီးရဲ့နေ့စဉ်ပြွာတဲ့ဒါနာကုသိုလ်တိလာကုသိုလ်ဘာဝနာကုသိုလ်တွေကိုတိုင်တဲ့ပြီးတော့ တစ္ဆာဆိုပါတယ်။နောက်ပြီးရဲ့အခါကျတော့ဆူတောင်းပြပါတယ်။အားလုံးကိုလည်းအမျှပေးပြပါတယ်။မြမပြီးတပြီလုံးကဘာသူကဘာသားတွေအားလုံးအားလုံးကကြီးတုံမှာကြုံနေနိုင်ကြပါစီရှင်။